ံကံပြိုမီတို့အာမန်စီစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီရက်ပတ်မှာတော့တော်လန်ပြိုမီတို့ကိုအာမန်ပေးဖို့ဖိတ်ခေါ်ထားတဲ့သူကတော့မုံရွာမြင်လန်းတပိတ်ဦးဆောင်ကော်မတီနဲ့မြို့သမီးမဟာမိတ်အင်အားစုအဖွဲ့ဝင်တက်ဦးဖြစ်သူမတ်မေစင်မွန်ပဲဖြစ်ပါတယ်တီချဲမေစင်မွန်ရေမင်္ဂလာပါနော်အာဟုတ်ကဲ့ဆိုတော့မင်္ဂလာပါကျွန်မမတ်မေပါတီချဲနဲ့သမီးနဲ့မဆုံဖြစ်တာဘယ်လောက်တောင်ကြာသွားရလဲမသိဘူးနော်၄နှစ်တော့ကြော်ပြီနော်၄နှစ်ကြော်ပြီဟုတ်တယ်အခုလက်ရှိနေဦးတော်လန်ရေးမာရောဘာကြီးလှောက်ဆောင်နေလဲချေ အာအခုလက်ရှိကျတော့ဟိုကအာဒီချုံအနေနဲ့ကျတော့ဒီလူလူလှုပ်ရှားမှုပေါ့နော်လူလူသပိတ်လှုပ်ရှားမှုအပိုင်းနောက်တစ်ခုကဒီထောက်ဖို့ပိုင်းပေါ့နော်အဲ့ဒီပိုင်းမှာတော့အဓိကဥစားပေးပြီးတော့လှုပ်ရှားဖြစ်နေပါတယ်လို့ဟုတ်ကဲ့ဒီချေဒီချေကလေဒီအမျိုးသမီးမဟာမိတ်သပိတ်အင်အားစုရဲ့ဖွဲ့ဝင်တအုပ်ဖြစ်တယ်လို့သတိသိရတယ်လေဒီဒီချေတို့အမျိုးသမီးမဟာမိတ်အင်အားစုကရောဒီအမျိုးသမီးအဖွဲ့ဝင်ကဘယ်လောက်ထိရှိနေပြီလဲချေအာကျတော့ဒီအမျိုးသမီးမဟာမိတ်အင်အားစုပေါ့နော်အမှဆိုအဖွဲ့ဝင်က အာဒီ20ကျော်တဲ့အနေထားလေးရှိရပေါ့20ကျော်ဆိုတာအဖွဲ့ဝင်ဆိုတာတပိတ်အင်အားစုပေါင်းပေါ့နော်ဒီဒီနိုင်ငံတော်မှာရှိတဲ့တချွာလှူရှားတဲ့မြို့နယ်ပေါင်းမှာရှိတဲ့အမျိုးသမီးတပိတ်ပေါ့တပိတ်ခေါင်းဆောင်ပေါင်းဒီလိုမျိုးတွေစုဖွဲ့ထားတာဆိုတော့အင်အားစုပေါင်းက20ကျော်လောက်ရှိတယ်အဖွဲ့ဝင်ပေါင်းလို့ပြောရင်90ဝန်းကျင်လောက်ရှိမယ်ပေါ့နော်ဟုတ်စစ်ပေးဆောင်လေးနဲ့ပတ်သက်ပြီးတော့ဒီရှေ့ကူညီပေးနေရတဲ့ကိုတွေးလိုက်ရရပေါ့နော်အခုရောဘာရေလို့ဖြစ်နေလဲချေဒီစစ်ဆောင်လေးနဲ့ပတ်သက်ပြီးတော့အရင်ကတော့ရှေ့တို့အနေနဲ့ကကျတော့ဒီအာ တပိတ်လူလူတပိတ်ကိုပဲဒီ2021အတော်တွင်ဘိုင်းထီကလူလူတုတ်ရှားမှုမှာပဲဦးစားပေးပြီးလုတ်ဖြစ်တာများတယ်ဒါပေမဲ့ဒီ2021အာဒီနောက်ပိုင်းနေ2020နဲ့အစော 2020နှစ်ကနေ2024 2025အထိပေါ့နော်ဒီချိန်မှာကျတော့ဒီစစ်ကြောင်းထိုးတာတွေလက်နက်ကြီးထန်နေမိရှို့တာတွေပေါ့နော်အများကြီးဖြစ်လာတဲ့အချိန်မှာကျတော့ရှယ်ရုံးနဲ့ပြောင်းရတယ်ပေါ့နော်ကျွန်တော်တို့ဆိုရင်ဒါမောင်မမျက်လန်းသပိတ်ပေါ့နော်ဒီမောင်မမျက်လန်းသပိတ်အနေနဲ့ဆိုရင်ဒီဌာနတွေမှာလုပ်ငန်းစဉ်မှာကလေးကလူလူသပိတ်တွေအပြင်ဒီဘာတွေမှာဘာဘာတွေပါထည့်ရလဲဆိုဒီစစ်ဆောင်ကူညီကယ်ဆယ်ရေးကိုပါခန္ဓာတစ်ခုအနေနဲ့ထည့်ပြီးစဉ်းစားရတာရှိတယ်ပေါ့နော်ဆိုတော့ခုလက်ရှိမှာဆိုရင်ဒီစစ်ဆောင်တွေကိုကူရာတွေ အာဒီဥမာထမင်းကျွေးတာတွေနေထိုင်တက်နိုင်သမျှပေါ့နော်ကိုကိုညီနိုင်တဲ့တိုင်းတာတွေကနေပြီးတော့ကိုညီပေးနေရတော့ရှိပါတယ်လို့ဒီအရင်တော့ကဒီပရိုက်တာလုံးဆောင်ခဲ့တဲ့အချိန်နဲ့အခုလက်ရှိမှာစစ်ပေးရှောင်တွေကိုကူညီပေးနေတဲ့ကာလပေါ့နော်အဲ့ဒါဘာတွေကွာခြားလဲချေအရင်တော့ကကျွန်တော်ပရိုက်တာလုပ်တာကတပိလို့ဆမရိုတည့်ရအတိုင်းပဲပေါ့နော်အကျွန်တော်အနေနဲ့ဆိုရင်ဒီလုပ်တာကကျတော့တိတ်ပြီးတော့အကန့်အသတ်မရှိနေဘူးဒီကာလမှာကျတော့လိုရတဲ့ဟာကျတော့ဒီ တစ်ဖက်မှာငွေရှာရတဲ့ fan တွေအခက်အခဲတွေမဟုတ်ဘူးဟိုဒီစစ်ကောင်စီရဲ့တစ်ဖက်ကဒဏ်တွေလည်းရှိတယ်ပေါ့နော်အာဒီအခုဟာကတို့ကဒီလှုပ်လှုပ်ရှားမှု ဥဆောင်တဲ့သူဒီလက်နက်ကိုင်းတော်လည်ရင်မှမဟုတ်ဘူးလူလူတပိတ်လှုပ်ရှားမှုမှမဟုတ်ဘူးဒီတော်လည်ရင်မှဆစ်ဆောင်နေကူတဲ့သူကအစဒီစစ်ကောင်စီအနေနဲ့အများကြီးစောင့်ကြည့်နေတယ်ပြီးတော့ဒီဖမ်းဖို့စီးဖို့အထိအများကြီးလှုပ်တာတွေရှိတယ်ဆိုတော့အဲ့ဒီမှာလည်းလွတ်လပ်လပ်လှုပ်ခွင့်မရဘူးနောက်တစ်ခုကတခါတည်းမှာဆစ်ဆောင်နေရဲ့အထိကူရင်းနဲ့ကိုတိုင်ကဆစ်ဆောင်ရတဲ့အနေထားတွေလည်းရှိတယ်ကိုတိုင်ဆိုလဲသူတို့နဲ့ရောပြရတယ်ပြီးတော့ဒီကိုက တတော်စီရင်နာနဲ့အများကြီးအများကြီးတော့ကုတယ်ဒါပေမဲ့ကိုကူနေတဲ့အချိန်မှာမှလက်နဲ့ကြီးအောင်အုံးဆိုပြီးကြလာမှလားလူစုနေတဲ့အချိန်မှာမှလက်နဲ့ကြီးကြလာမှလားဆိုရယ်စိုးရိမ်စိတ်တွေပေါ့နော်ဒီလုံလုံရေးစိုးရိမ်စိတ်တွေကလည်းရှိတယ်နောက် တစ်ခုကဒီအာ2022လောက်ထိ2020 2023လောက်ထိက ဒီစစ်ဆောင်လေးတက်ပဲဖြစ်ဖြစ်ဒီမိဘတဲ့နေပဲဖြစ်ဖြစ်ဆိုရင် support အများစုရကြတယ်ပေါ့နော်ဒါပေမဲ့2024 2025ရောက်တဲ့ခါမှာကျတော့ပြည်သူတွေကလည်းစောင့်ဝင်နေရအရင်ချက်တဲလာတဲ့အနေထားမှာဆိုတော့ဒီအချင်းချင်းမကုန်နိုင်တော့တဲ့အနေထားတွေရှိတယ်ဒါလည်းအပြစ်မြင်လို့မရဘူးပေါ့နော်အကုန်လုံးကစောင့်ဝင်နေရအချက်တဲတွေရှိတယ်နောက်တစ်ခုကခုနကပြောတဲ့နေရာတွေရမ်းများလာပေါ့နော်အရင်ကစစ်ဆောင်တစ်ခုတည်းကနေခုဆိုလေချောင်း လေချောင်းဖြစ်တော့ဒီလေချောင်းကြောင့်ဆုံရှုံနေရတယ်လက်နဲ့ကြီးကြောင့်ဆုံရှုံနေရတယ်ဆိုတော့ဆုံရှုံမှုတွေကအရမ်းရမ်းများလာတဲ့အချိန်မှာကိုကဒါမနိုင်တော့ဘူးပေါ့နော်အာဆစ်ဆောင်ကူနေဆစ်ဆောင်ကူကမှာတော့ဒီဖက်လာနောက်တစ်ခါတစ်ဖက်မှာလည်းလက်နဲ့ကင်တော်လိုင်းကြီးမှာရှိရဲ့ရဲဘော်တွေကလည်းလက်နဲ့ခဲရမပြေစုံဘူးတစ်ဖက်မှာလည်းဒီမှာရှိတဲ့ဆစ်ဆောင်တွေကလည်းရိခါတွေကပြက်လန့်နေတယ်ပြီးတော့နောက်တစ်ခုကတဲယူပစ္စည်းလမ်းကအစားပေါ့နော်ဥမာဆန်အိတ်တွေဆိုကျွန်တော်တို့တစ်ခါလေး support ပေးဖို့ထောက်ပံ့ဖို့ဆန်အိတ်တွေမှာတာအစားအရင်လိုမျိုးကားစီးလိုက်မှာလို့မရဘူး အာငါးအိတ်ချင်းဆယ်အိတ်ချင်းစတဲ့ဖြင့်ဒီလိုလေးတွေခွဲခွဲစုပြီးမှပြန်ပြီးစပုတ်ပေးရတဲ့အရာတွေရှိပြောချင်တာတော့အခက်အများကြီးတော့ကွာချားသွားတယ်အရင်တော့ကသွားပြီးဟို bright eye လုပ်တဲ့ချိန်မှာသူတို့ခက်ခဲနေတဲ့ဟာကိုနားထောင်ရတာမျက်ရည်ကျတယ်ဆိုရင်ဒီတစ်ခေါက်ဆိတ်ဆောင်နေမိဖေးတွေကိုပူတဲ့ချိန်မှာကျတဲ့မျက်ရည်ပို့ဆိုးရပေါ့နော်တစ်ခါလေသူတို့တွေရင်ဖွင့်တဲ့ချိန်မှာဆိုရင်မလဲဆိုရင်ကိုပါရုံးကိုမိမန်နေထားရပေါ့သူတို့ရဲ့ကြုံတွေ့နေရတဲ့ဖြတ်တန်းနေရတဲ့အနေထားတွေကပြီးတော့ခဏပဲလက်နက်ကြီးတို့လေချောင်းတို့ကြောင့်တဲအိတ်သူမိသားစုသွားတွေ့တဲ့ချိန်မှာဆိုရင်ဟိုတော်တော်စိတ်မကောင်းဖြစ်ရတဲ့အနေ ထားတယ်ပေါ့နော်ဆိုတော့ဟိုတော်တော်လေးကိုယ်စိတ်ကိုလည်းတော်တော်လေး strong ဖြစ်အောင်ရန်လုပ်ရတဲ့အနေထားပေါ့နော်ဒီကာလမှာဆိုရင်ဆိုတော့အများကြီးတော့ကြွားချသွားပါတယ်လို့ဒီပရာဟိတမိရင်ရှင်မလေးတယောက်အနေနဲ့ရောဒီတော်လန်ပုံကန်နိုင်တဲ့မြို့သမီးတယောက်အနေနဲ့ရောချက်အနေနဲ့ဒီစိန်ခေါ်မှုတွေကိုဘယ်လိုကြော်လွားလဲချက်ဝိလင်ပြောရရင်တော့ဟိုအလုံးလုံးရင်တော့ အမားအမားဆိုတာထက်ဟိုပြောခံရတာတွေဝေဖန်ခံရတာတွေကတော့အများကြီးရှိမှာပဲပေါ့နော်ဒီဝေဖန်စကားတွေကိုငါ give site နေမယ်ဆိုရင်ငါရှေ့ဆက်သွားမယ်အလုပ်တွေလုံးလုံးမရဘူးဟိုအဲ့လိုဆိုရဲစိတ်တွေပေါ့နော်အဲ့အဲ့ဒါတွေရှိတယ် ကျွန်တော်အဲ့ရနေချော်ဖြတ်တယ်ပေါ့ဒီတစ်ဖက်မှာကျော်ဒီအာနာသိမ်းပြီးနောက်ပိုင်းမှာကျတော့ဒီ Telegram channel ထဲမှာဆိုရင်အာဟိုဒီသူတို့ teacher group တွေကို search group တွေထဲမှာထည့်ပြီးတော့ဟိုညဉ့်ညမ်းဟာတွေလုတ်ခိုင်းတာညဉ့်ညမ်းနဲ့ဒီစာသားတွေပို့တာတွေဆိုတချို့ပြန်ထွက်ရတယ်မသိဘူးပေါ့နော်သူတို့အဲ့လို search group ခါလီမှာကိုဖုန်းနံပါတ်တွေဘယ်ရရလို့ရမယ်မသိ message တွေပို့ပြီး share တယ်ခါလီကျ change ချောင်းတယ်နေတို့ဒီ logo ကို set လုပ်တယ်ဆိုရင်တို့ဘာလုပ်ပြင်မယ်ညာလုပ်ပြင်မယ်ဆိုရယ် change ချောင်းမှုတွေပေါ့အဲ့တော့2021ဒီ6လပိုင်းလောက်မှာတော့ ဒီကိစ္စတွေကိုခံခဲ့ရတယ်ဒါကိုတယောက်ထဲလားဆိုတော့မဟုတ်ပါဘူးလက်ရှိတောင်းလိုင်းလုံးတွေရဲ့မြေသမီးအများစုခံရတဲ့အရာပဲပေါ့နော်အပြိုလဲဆုံးချိန်ပေါ့နော်ပြိုလဲဆုံးချိန်ဆို2021နဲ့2022လို့ပြောရင်ပုံမှန်နေပေါ့နော်အိမ်ကဆောက်ထွက်လာကတည်းကအချိန်ဖြစ်တဲ့အဒီမိသားစုနဲ့အစတခါမှမခွဲဘူးတဲ့သူကမိသားစုနဲ့ဆောက်ခွဲရတယ်ပေါ့နော်အိမ်ကိုလည်းလုံးဝပြန်ခွင့်မရတော့တဲ့အနေထားမှာအကိုကနေရတယ်ပြီးတော့တချေကကျတော့တချေတို့ဒီတပိတ်မှာမမအမျက်နှာတပိတ်မှာကျတော့ တခြားတော့ပဲအမျိုးသမီးပါတယ်ပေါ့နော်အမျိုးသမီးကခုတစ်ယောက်တည်းဖြစ်တယ်အမျိုးသားတွေအများစုနဲ့အလုပ်လုပ်ရတဲ့အနေထားမှာဆိုရင်ပုံဝင်ချင်ရဲ့ဟာတွေကအများကြီးပြုံးဆုပ်ခံရတယ်ပေါ့ပြည့်ရဲ့ဥဆောင်တဲ့တပိတ်ဆောင်ကတော့မလိုက်ဘူးဆိုရင်အနေထားရည်ဒီကြုံခဲ့ရတယ်အချိန်ကပဲတက်တေပြသွားပြီပဲပြောမလားပေါ့နော်ဒီ2020နှစ်နောက်ပိုင်းမှာကျတော့ online ပေါ်မှာရှိတဲ့လူတွေများဆိုတော့တချို့ကလက်ခံကြရမှာတခါလေမှ on ground ပေါ့နော်ဒီတချို့ကကျတော့မြို့ပေါ်မှာနေခဲ့ရပြီးမှအခုကလက်ရှိရ ရွာတွေမှာလောက်ရတာဟုတ်တပိတ်တွေဆိုတော့နေဘက်တွေဆိုတော့အသားမကျဘူးအသွားလို့လာလို့ကတော့ဘောင်မိရှေဝတ်ထားပေမယ့်အဲမိန်ကလေးဖြစ်ပြီးတော့ဘောင်မိတကားကားနဲ့ဆိုရင်အနေထားတွေပေါ့အဲ့ဒီထိကျွန်တော်တို့ပြောခင်ရတာရှိရေပေါ့နော်ဟိုလုံးဝဒီဝေဖန်မှုတွေကိုမခံနိုင်တော့တာတွေ ပြီးတော့ဒီ Telegram channel တွေထဲမှာလည်းမိသားစုနဲ့ပတ်သက်ပြီးတော့ဒီချိန်ချောက်ခဲ့ခံရတဲ့အားအရာတွေအထိအများကြီးဖြစ်လာတဲ့အနေအထားပေါ့နော်အဲ့လိုမျိုးနေထားတွေတစ်ဖက်မှာလည်းအာကိုကကိုခိုလုံနေရတဲ့အနေအထားမှာအဆင်မပြေတော့တဲ့အခါတွေအိမ်ကိုပြန်မယ်ဆိုလို့လည်းပြန်လို့မရတော့တဲ့အချိန်တွေမှာဆိုရင်ငါမရှိရင်ကောင်းမှာဆိုရယ်စိတ်တွေပေါ့နော် trauma တွေမျိုးစုံရခဲ့ရတဲ့အချိန်မှာဆိုရင်ဘဝမှာတစ်ခါမှမစင်စားဘူးပေါ့နော်အော်ဟိုဘာပဲဖြစ်ဖြစ်ရအောင်လုပ်နိုင်တယ်ဆိုရယ်ကို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 တွေးထားငါဘာပဲဖြစ်ဖြစ်ကြော်ဖြတ်နိုင်တယ်ဆိုရယ်စိတ်နဲ့ကြော်ဖြတ်တဲ့သူတောင်မှ ဟိုဒါမှအောင်တာမှအောင်မြင်ခဲ့တာပေါ့နော်တက်သေးဖို့ဒီအများကြီးစူးစမ်းခဲ့ဒါမဲ့အာကန်အကြောင်းမျိုးမျိုးကြောင့်မလို့ဒီတက်ဒါတွေကစူတိုက်ကမအောင်မြင်ဘူးဆိုင်းအတက်နေမှအောင်မြင်ခဲ့ဘူးအဲ့တော့ငါဒီလိုမျိုးလူမျိုးတွေအတွက်ငါအသက်ကိုငါတေငါအသက်ကပေးလိုက်ရတယ်ဆိုရင်မတန်ဘူးပေါ့နော်ကြံရင်တက်တခြားလူတွေအတွက်မတန်ဘူးဆိုရင်စိတ်ကအရင်ပြန်ဝင်လာတယ် အဲ့တော့သူတို့ကြိုက်တာပြောငါဆက်လုံးဆိုင်ရှိတာဆက်လုံးမယ်ဆိုပြီးအဲ့ဒီနောက်ပိုင်းကနေစပြီးတော့မှဒီ2020နောက်ပိုင်းကနေစပြီးအခု2025အထိပေါ့နော်ဟိုက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 ိုတခြားလူတယောက်လို့ပြောင်းလဲသွားအောင်လေးစူးစမ်းရယ်ပုံစံတွေကအစအများကြီးပြောင်းအောင်ပေါ့နော်တခုခုဆိုရင်ဒီမျက်ရည်လွယ်တဲ့စိတ်တွေစိတ်ပိုင်းဆိုင်ရာအားငယ်တဲ့စိတ်တွေဖြောက်တယ်ပေါ့နော်ဆိုတော့ကြော်ဖြတ်ခဲ့ရတယ်ကတော့ပြောရရင်တော့အများကြီးပဲအာတခုပဲကြော်ဖြတ်တယ်ပေါ့နော်ဟာဒီလက်လျှော့ခြင်းနဲ့စိတ်တွေလည်းရှိတယ်အာ အရှင်းရှင်းပြောရရင်လေတော်လေးအစလို့တော့ငါဒီလောက်ထိအချိန်ကြာမယ်လို့မထင်ခဲ့မိတာတော့အမှန်တိုင်းပဲအာ၃လလောက်နေရင်တော့အိမ်ပြန်ရမှာပဲ၇လလောက်နေရင်တော့အိမ်ပြန်ရမှာပါတစ်နှစ်ဆိုရင်တော့ပြန်ရမှာပါလို့ထင်ပြီးတော့အဲ့လိုထွက်ခဲ့ရတကယ်တော့အခုလောက်ထိကြာမယ်လို့တော့မထင်ဘူးဒါအယူသားဆုံးဝင်ခက်လာဒါပေမဲ့လုံးနေရင်လည်းပို့ပို့ချလာတဲ့အချိန်မှာဆိုရင်လည်း ဘယ်သူမှဒီလမ်းကိုရွေးချယ်ဖို့အတွက်မိသားစုကလည်းတိုက်တွန်းခဲ့တာမဟုတ်ဘူးဘယ်သူမှကိုယ်တိုက်တွန်းခဲ့တာမဟုတ်ဘူးကိုယ်စိတ်နဲ့ကိုယ်ဝင်ခဲ့တာဖြစ်တဲ့တကြောင်မို့ကိုယ်ရွေးထားတဲ့လမ်းကိုကိုယ်အဆုံးထိရှောက်ရမယ်ဆိုတဲ့စိတ်ပေါ့နော်နောက်တစ်ခုကဆိုတော့အမြဲတမ်းပြောသလိုပေါ့နော်ဟိုကိုယ်အမျိုးဆက်မှာတာဝန်ချေခြင်းနဲ့စိတ်ပေါ့အော်ဒီရှေ့မျိုးဆက်တွေတာဝန်မချေလို့ဒီမှာဆက်ခံရတယ်လို့ပြောတာမဟုတ်ဘူးပေါ့နော်ငါကငါတို့ခင်မှာဒီလိုအာနာသိန်းတာဖြစ်လာတယ်ငါလူငယ်တယောက်ဖြစ်တယ်လူငယ်တယောက်ဖြစ်ပြီးတော့ငါတာဝန်မချေဘူးဆိုရင်ငါငါလိပ်ပြာမလုံဘူးပေါ့နော် အဲ့စိတ်ရှိတယ်ပြီးတော့အခုနေမှာအေးစစ်စစ်ပြန်နေမယ်ဆိုလဲအဲ့လိုနေမလားရေပေါ်စီလိုနေမလားဆိုရင်ကျွန်တော်မမနေနိုင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့စိတ်ကမရဘူးဟိုကိုယ့်ရှိမှာအသက်ပေးသွားတဲ့သူတွေရှိတယ်ကိုနဲ့အတူတူလှုပ်လှုပ်ရင်းနဲ့ကြာသွားတဲ့ရေပေါ်တွေရှိတယ်မထောင်ထဲမှာရောက်နေတဲ့ရေပေါ်တွေရှိတယ်ပြီးတော့ဒီတော်လည်ရေးတဲ့အတွက်အသက်ပေးတဲ့ပြည်သူတွေလည်းအများကြီးရှိတော့သူတို့ရဲ့မျက်နှာကိုပြန်ကြည့်ရဲအဲ့စိတ်တွေနဲ့ပဲပြန်အားယူတယ်ခဏခဏအမြဲတမ်းသပိတ်တွေမှလည်းပြောသလိုပေါ့နော် ဟိုဒီလမ်းကခမန်းတော့တည်တယ်ဒါပေမဲ့ရှောက်ခဲ့ပြီရှောက်ခဲ့ပြီနောက်ပြန်လှန့်လို့လည်းမရဘူးပေါ့နော်ဟိုဘလို့ပဲဖြစ်ဖြစ်ပေါ့ဘလောက်ဘလောက်ဘလောက်ထိစိတ်တွေးထားလဲဆိုရင်ဟုတ်တယ်ဟိုအသက်တွေတေဆုံးသွားရယ်ကျွန်တော်တို့အသက်တွေချင်းမွေးတည်နေတယ်ဒါပေမဲ့အသက်တွေတေခဲ့တယ်ဆိုရင်ဒါမှဒီတရားမျှတမှုကိုဆက်ပြီးရှင်သန်စေခြင်းနဲ့အဲ့ဒီစိတ်နဲ့ပဲဆက်သွားတယ်ပြီးတော့ဟိုကိုကြုံခဲရလို့မျိုးပုံစံမျိုးကိုနာကိုနောက်လာမဲ့ဒီမျိုးဆက်တွေကိုလုံးဝကြုံခဲနေတဲ့စိတ်မျိုးရှိဘူးဒီစိတ်တွေနဲ့ပဲတစ်ခုခုဖြစ်တိုင်းပြန်အားတင်း ကိုကိုကိုစိတ်တက်ကြကိုကိုအာတင်စိတ်တက်ကတော့ကြတော့ပေါ့နော်တနေ့မှာစိတ်ကခုနှစ်ခါလောက်ပြောင်းနေရပေါ့နော်အဲ့လိုမျိုးစိတ်တက်ကြလိုက်အာတင်လိုက်စိတ်တက်ကြလိုက်အာတင်လိုက်နေပဲရှစ်ဆက်ပြီးတော့ကြော်ဖြတ်တယ်ပြီးတော့ပြည်သူတွေရဲ့မျက်နှာကိုကြည့်ပြီးကြော်ဖြတ်တယ်ပြီးတော့ပြည်သူတွေကိုယ်တွေဘလောက်ပဲအာရောအာရောအခုဆိုရင်2024 2025ပြည်သူတွေဘလောက်ထိအခက်အခဲတွေအကျက်တဲတွေမီရှုခံရတဲ့ကြားရတဲ့စိတ်ဆောင်ရကြတဲ့ဘာမှကိုယ်တွေကိုမြင်တဲ့အချိန်မှာသူတို့တွေပျော်တဲ့စိတ်ကိုယ်တွေသူတို့စီသွားတဲ့အချိန်မှာမရှိရှိတာလေးတွေနဲ့ မရှိစရာလေးခြောက်ကြွေးပြီးဒီတော်လိုင်းရေးပေါ်မှာတို့မြန်လို့ပြီးတော်လိုင်းသမားတွေကိုချစ်တဲ့စိတ်တွေပေါ့နော်ဒီရှရုပ်ပေါ်နေမှာတို့ထားတဲ့စေတနာမေတ္တာတွေဒါတွေကိုပြန်ပြန်တွေးရင်တွေးရင်တို့စရာခွန်အားတွေပြီးတော့ကိုယ်အချင်းချင်းမှရတဲ့ခွန်အားတွေဒီခွန်အားတွေကိုတုံးပြီးတော့ပဲရှေ့ဆက်ပြီးတော့ကြော်ဖြတ်နေတယ်ပေါ့နော်အဲအဲ့လိုမျိုးတော့ကြော်ဖြတ်ပါတယ်လို့ဟုတ် ခုကလေဒီအကျန်းဖက်စစ်တပ်ကမြေပြင်ကနေမတိုက်နိုင်တော့ဒီလေချောင်းတွေဒီပြည်သူတွေပေါ်တက်တဲ့ကြီးနေစင်တလို့ဘုံကျဲတိုက်ခိုက်နေရလေးတော့ချေအဲ့ဒါကလေလေချောင်းရဲ့အနေရနဲ့ပတ်သက်ပြီးတော့ဘလို့ပြင်ဆင်ကာကွယ်ကြတယ်လဲဆိုတာကိုတမီးတို့ကိုပြောပြပေးလို့ရမလားရှင်ဝင်းလေးပြောရင်ဒီချက်တို့နေတဲ့ဘက်တွေမှာဆိုရင်2024အထိကလက်နက်ကြီးလောက်ပဲရှိသေးရဲ့လေချောင်းလုံးဝမရှိဘူးပေါ့နော်ဒါပေမဲ့2025အစောပိုင်းကနေစပြီးမလို့အခုဆိုမျိုးနဲ့အနီးနားဆုံးနေရာအထိလုံလာတယ်အာဒီတီချာရူဘတ်တွေဆိုရင် တနေ့မှာ အာတချို့တို့ဘက်တို့ကျဲရမဟုတ်ရင်တော့မကိုခေါင်းပေါ်မှာဖြစ်တဲ့လေးဘောင်းကဒီလေးမျိုးစုံပေါင်းလဲဆိုရင်90ဝန်းကျင်လောက်ထိရှိတယ်ဒီလေးဆောင်ကိုအရန်တို့အနေနဲ့ဒါနောက်ဆုံးတို့ရဲ့လက်နက်လိုလဲမြင်တယ်ပေါ့နော်လေးချောင်းကိုဟိုအစမတန်အင်အားတွေအများကြီးတုံးတယ် တာမန်ရွာလေးတွေ့ရမှာတော့မပေါင်900ပေါင်300ဆိုတဲ့ပုံစံမျိုးတွေချပြီးကျဲတယ်ပေါ့နော်ဆိုတော့တော်တော်စိုးစိုးမားတော့သူတို့ဘက်ကနေလုံနေရလို့ရှိတယ်ဒါပေမဲ့တက်နိုင်ဆုံးတော့ပြည်သူတွေလည်းဒီဆေးဖြစ်အောင်တော့ကြိုးစားတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်မှာကျတော့အညာဘက်မှာတွေရုပ်ဘက်မှာကျတော့ဒီစီဝါရေးအခြေအနေကအရန်ခက်ကြက်တဲလာတဲ့နေသားမှာတွေရိုးကြလေဆက်ချောင်းချောင်းနေမှာနေရရဖြစ်ကြအောင်ရှိုးနေနေရတယ်ဆိုရင်ဒီဘုံကိုချင်းနေမတွေ့နိုင်တဲ့နေရာတွေရှိတယ်အဲ့နေရာတွေမှာဆိုရင်ပြည်သူတွေကဟိုလာတယ်ဆိုရင်တော့မှ ဒီနယ်လေးလောက်ကတော့လုံမာပါဆိုရဲစိတ်နဲ့ပေါ့နော်လုံဝလုံချုံဆေးဖြစ်တဲ့နေရာမျိုးမဟုတ်ဘဲနဲ့ဒီသူတို့စိတ်ထဲမှာဆေးဖြစ်မယ်လို့ထင်တဲ့နေရာလေးတွေမှနေရတာမျိုးတွေရှိရပေါ့နော်ချို့ဆိုဒီဒီလိုဆိုတစ်ခါောက်ကဒီလေချောင်းနဲ့ပတ်သက်ပြီးသွားပြီးတော့အသိပညာပေးတော့ဆိုရင်တော်တော်လေးမျက်ရည်ကျခဲ့တဲ့စကားတစ်ခုရှိရပေါ့နော်အဖအောက်ဒီချက်လေးတင်အောင်လေထားသေးရပေါ့လိုင်းမမှာပေါ့နော်သမီးတို့တွေကတော့ဖုန်းခုရှင်တွေတူခိုင်းတာအမှန်လေဒါပေမဲ့ဒီသူတို့တွေရဲ့အိမ်တွေမှာဆိုရင်တဲ့အိမ်တွေကရွာတွေလည်းဖြစ်တယ်ပြီးတော့စောင်းဝင်နေရတယ်အဲ့လောက်ထိအဆင်မပြေကြသလို ိုအရင်ဆင်ပြေတဲ့ဟိုလေးချမ်းသာတွေရတယ်မဟုတ်တော့အိမ်ဝင်းလေးတွေကတဝင်းမှာအိမ်လေး၃လေးလုံးလောက်ပြစ်ဆောက်ထားရတယ်အဲ့လိုနေထားမျိုးတွေမှာဆိုရင်ဘုံခွချင်းတူးเสียရနေရမရှိနေဘူးအဲ့ကြောင့်သူကပြောလဲဆိုတော့ဘုံခွချင်းကတဲ့အမေတို့အိမ်ကတူးလို့ရဘူးတဲ့အိမ်ကပြည်နေတော့တဲ့ဒီလိုဆိုရင်တော့ရလာပါတော့မတိကရင်လေးအောက်ကိုကရင်ပေါ်မှာစောင်းနေအထုပ်တွေအကုန်တင်ပြီအဲ့ဒီလေးအောက်ကိုပုံးဝင်နေရင်တော့ဆရာမသူတို့ကျဲတဲ့အချိန်မှာလွတ်လာလို့ဆိုပြီးတော့မေးတဲ့အချိန်မှာဆိုရင် ဥမာပြန်ဖြေစရာစကားမရှိဘူးပေါ့နော်ဘလို့ပြန်ပြောရမလဲပေါ့မဟုတ်ဘူးမေရမဖြစ်မနေတူးပါဆိုလဲသူတို့မှတူးစရာနေရာမရှိဘူးမဟုတ်ဘူးမေကြီးအဲ့ဒါဆိုမလွတ်ဘူးအဲ့လိုကြီးလွတ်လဲခံအဲ့လိုကြီးဆိုရင်မလွတ်ဘူးမေကြီးခံရလိမ့်မယ်လို့လဲပြောနိုင်တဲ့စိတ်လဲပြော ပြောချင်မပြောရဖို့ပေါ့နော်ဘာလို့လဲဆိုတော့သူတို့မှဒါပဲရှိတယ်သူတို့ရဲ့အကောင်ရင်တော့ပဲရှိတယ်ဆိုရယ်နေသားရယ်ပေါ့နော်ဆိုတော့အများကြီးပဲအခက်အခဲတွေကတော့ဂျုံနေရတယ်ဒါပေမဲ့ဒီအခက်အခဲတွေအားလုံးဂျုံရပါပဲအဲ့ဒီရဲ့ပြည်သူတွေရေးစီကိုချီးကျူးစရာအကောင်တော်တစ်ခုကဒီအခက်အခဲတွေအားလုံးဂျုံနေရပါပဲသူတို့စိတ်ထက်ကြမတော့ဘူးသူတို့ရဲ့ဘုံရံသူကိုသူတို့သိတယ်ငါတို့ရဲ့ဘုံရံသူကစစ်ကောင်စီပဲဆိုတာကိုသိတယ် ။ဒါလေကျတော့ဒီစက်ကောင်စီကသူ့ခွဲတာတွေရှိရေပေါ့နော်။အဲဒီရွာမှာငါတို့က PDF တွေရှိလို့ဘုံချဲတာ။ဒီရွာမှာတပိတ်ကောင်းဆောင်တွေရှိလို့ငါတို့တွေလက်နက်ကြီးလေချောင်းတွေနဲ့တိုက်တာလို့ဘလောက်ပဲသူတို့သွေးခွဲသွေးခွဲပြည်သူတွေကသိတယ်။အဲသူတို့ဘုံချဲတာတော်လိုင်းသမားတွေမဟုတ်ဘူး။သူတို့ဘုံချဲနေတာရဲဘော်တွေမဟုတ်နေဘူးပေါ့နော်။စက်ကောင်စီကပဲလုံနေတာဆိုသူတို့သိတယ်။ဆိုတော့အော်ဒီလေချောင်းတွေစစ်ကောင်တွေဘက်ကဘလောက်ပဲအခုနောက်ပိုင်းမှာဆိုရင်ဒီအညာဘက်တွေမှာစိုးစိုးဝါးကြီးဂျုံလာတယ်ဖြစ်လာတယ် ပြည်သူတွေတက်ဆုံရှုံနိုင်လဲများတက်နိုင်ဆုံကာကွယ်ဖို့လည်းစူးစမ်းနေတယ်ပြည်သူတွေနဲ့လည်းသူတို့တက်နိုင်ဆုံဆေးဖင်အောင်ကာကွယ်ဖို့လည်းစူးစမ်းရတယ်ဒါပေမဲ့အဲဒီစီဝိုင်းလုပ်ငန်းတွေအလုပ်တွေအများကြီးဘုံဘုံချင်တယ်မှာနေလို့လည်းမရဘူးပေါ့နော်စာဝင်းတွေအတွက်ဒီအခင်းတွေထွက်ဆိုင်တာတွေဘာတွေအဲ့ချိန်တွေလည်းရှိတာဖြစ်ကြမလို့အဲ့လိုချိန်မှာကြာလာနိုင်တယ်သူတို့အနေနဲ့ကံပေါ့ဆိုပြီးနေရတဲ့နေထိုင်လည်းရှိတယ်ပေါ့ဆိုတော့ဘလို့ပဲလေချောင်းတွေဘက်ကလည်းပဲအခက်အခဲတွေရှိရှိပြည်သူတွေကတော့ဆက်ပြီးတော့အားတွေနဲ့ရွင့်နေတုံးပဲပေါ့နော်အဲ့ဒါကိုတော့ဟိုဒီ မတို့တော်လိုင်းသမားတွေဒီဟာတွေထက်ကိုပြည်သူတွေကိုပို့ပြီးတော့ခွန်ပြုတ်တင့်ချီကျူးတင့်တဲ့အရာပေါ့နော်သူတို့ဘလောက်ပဲသူတို့ကိုချင်းချောက်ချင်းချောက်ဘလောက်ပဲရက်ဆက်ရက်ဆက်သူတို့စိတ်ထဲမှာပြိုလဲမသွားဘူးပြိုချမသွားဘူးသူတို့နိုင်တဲ့နေရာနဲ့ရှေ့ဆက်မယ်ဆိုရက်ခွန်အားတွေတော့ပြန်ကြရတယ်ပြန်တည်ရတယ်ပေါ့နော်စိတ်ထဲမှာကြာပဲနဲ့ဘလောက်ပဲခက်ခဲနေပါစေအာတင်းပြီးတော့ရှောက်လန်းနေတဲ့တစ်ချက်ကိုသမီးကရမ်းကုန်ယူတဲ့နောက်ချက်ဒီငါတို့ဘက်မှာငါတို့ရှိရဆိုတဲ့အတိုင်းလေမိဘပြည်သူတွေစီကတစ်ချက်အနေနဲ့ဘလို့ကူညီလိုအပ်နေလဲချေ ိုင်ဆုံးပြောရင်တော့ဒေတာတိုင်းကလိုအပ်နေတာပါပဲဒီကာလကတော့တော်လိုင်းကာလဖြစ်တဲ့ကြောင့်နိုင်ငံလုံးမှနေရာနှံ့ကစစ်ဖြစ်နေတဲ့အချိန်ဖြစ်တယ်စစ်ရှောင်ရတယ်လက်နေကြီးလေချောင်းနေရာဖြစ်နေကြတာပဲပေါ့နော်ဆိုတော့အကူအညီကတော့အကုန်လုံးကြီးကနေလိုအပ်တယ်ဒါပေမဲ့မတောင်းရှက်ဘူးပေါ့နော် တခါလေကျတော့လေဘာလို့ဆိုတော့သူတို့မှလည်းအခက်ခဲတွေရှိတယ်ဆိုတော့ခါလီမှာဆိုရင်ကွာလေပြည်တွင်းထက်ပြည်ပအားကိုတဲ့ပိုင်းတွေရှိလို့မဲ့ပြည်ပမှာလည်းသူတို့အနေနဲ့အခက်ခဲတွေရှိရဲဆိုတော့သိတယ်အတက်နိုင်ဆုံးတော့ပြန်ကိုပေးစီချင်ပါတယ်ပေါ့နော်ဒီဒီပြည်သူတွေအတွက်အာတခါတည်းမှာဆိုရင်လေဒီအခုလိုစကားပြောနေတယ်ဆိုတာထက်နှုံနဲ့ဖော်ပြလို့မရတော့တဲ့အခက်ခဲတွေအခြေအနေတွေအထိစိုးစိုးဝါးကြုံနေရတဲ့ပြည်သူတွေလည်းအာမြေပြင်မှာအများကြီးရှိတယ်ပေါ့နော် ဆစ်ဆောင်ကျောင်းနေမှာဆိုရင်ဒီမြို့သမီးတွေဆိုရင်ပေါ့နော် လားစင်သုံးလို့ပတ်တွေတောင်မသုံးနိုင်တော့လို့အဝိစတွေဟိုထိုးပြီးတော့မှသုံးနေရတဲ့အနေအထားတွေရှိနေတဲ့တွေလည်းရှိတယ်ဒီရေဆက်ပြာခဲပေါ့နော်ရေချိုးဆက်ပြာခဲကိုတောင်မသုံးနိုင်တော့လို့ဒီလက်တွေမှာပေါ့နော် ရှားနာတွေပေါက်နေတဲ့သူတွေလည်းရှိသလိုပြီးတော့ဆောင်းဝါတီမှာတောင်ဆောင်းဆောင်းတို့ဆောင်းမပြောနဲ့ပေါ့နော်ဒီလိုလုံလုံချုံချုံ နေစရာမရှိလို့ဒီတောင်မြင်တွေမှာထွက်ပြီးတဲထိုးပြီးတော့မှနေနေရတဲ့သူတွေဒီလိုမျိုးတွေပေါ့အများကြီးကတော့ခြုံနေရရှိတယ်။နောက်ပြီးတော့ခုနကပြောတဲ့လေချောင်းကြောင့်တက်ဆုံဆုံသွားတဲ့သူတွေရှိတယ်။ရုပ်ကမိသားစုတွေဆိုရင်ဟိုတစုလုံးပေါ့နော်အဖေရောအမေရောဆုံသွားတာမျိုးခါလေကျတော့ဟိုဒီနေ့မှာညီမတို့ကျွန်တော်တို့ဘက်မှာနောက်တစ်ခုရှိဖြစ်သေးတယ်ပေါ့နော်ကျွန်တော်တို့ဘက်မှာဆိုရင်ဒီနေ့သူညီမလေးနှစ်ယောက်ကရက်လေကနေသူပြန်လာတယ်ပြန်လာတဲ့အချိန်မှာ အာဒီသူညမနှစ်ယောက်ရဲ့ချက်လျာနေချက်လျာနေသူစစ်ဆောင်ချောင်းပြန်လာတဲ့အချိန်မှာစစ်ဆောင်ချောင်းမှာသူ့အမေကလည်းလက်နဲ့ကြည့်ကြပြီးဆုံးသွားတယ်။ဆုံးတော့ကျဲရင်သူနေရာကိုစဉ်းစားကြည့်ပေါ့နော်ယူယုံမဲ့ပေါ့ညမနှစ်ယောက်ရဲ့ချက်လျာပြန်လာတယ်။ဒီရောက်တော့အမေကလည်းလက်နဲ့ကြည့်ကြပြီးတော့ဟိုရုပ်ပြဆင်းပြလုံးဝကိုဖြစ်ပြီးဆုံးသွားတဲ့အနေအထားဆိုဒီလိုအခြေအနေမျိုးတွေကိုမိသားစုတိုင်းမှာကြုံနေရတဲ့အနေအထားတွေပေါ့နော်။ဆိုတော့ဘာပဲဖြစ်ဖြစ်လူသားချင်းဆန္ဒတဲ့အနေနဲ့ကုညီပေးစေချင်တယ်။ဟိုအများကြီး fan တွေကကုညီမပေးနိုင်ဘူးဆိုရင်နှုတ်အားဖြင့်ခွန်အားပေးတဲ့စကားမျိုးတွေပေါ့နော်။အော်ဒီ တနိုင်ဆုံးဒီ influencer တွေကပဲဖြစ်ဖြစ်ပြည်သူချင်းတွေကပဲဖြစ်ဖြစ်ဟောငါတို့မှာငါတို့ရှိတယ်ပြည်သူတွေမှာပြည်သူတွေရှိတယ်ဆိုရဲခွန်အားတွေပေါ့ဒီလိုခွန်အားတွေပေးရင်းနဲ့လေသူတို့ပြန်ပြီးစိတ်အားတက်လို့ရတယ်ပေါ့နော်ဟိုအများကြီးစံနေအများကြီးလှုံနေမှာစီတွေအများကြီးလှုံနေမှာဆိုတာထက်စိတ်ခွန်အားတွေပေးတယ်ဆိုရင်တော့မှဒီပြည်သူတွေအနေနဲ့ဆက်ပြီးတော့ရက်တီဖို့အတွက်အားတွေရှိတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးစိတ်ခွန်အားတွေနေတယ်ရောတနိုင်တော့ဒီငွေကြေးပေါ့နော်ငွေကြေးဆက်ဖို့ပဲဖြစ်ဖြစ်ဒီဘုံကိုချင်းတွေတူဖို့အတွက်လိုအပ်တဲ့ဆက်ဖို့တွေပဲဖြစ်ဖြစ်ပေးနိုင်တယ်ဆိုရင်လည်း အားလုံးကိုစားကျွန်တော်တို့ကျေးဇူးတင်တယ်ပေါ့နော်အဲ့လိုအဲ့အားလေးတော့ပြောချင်ပါတယ်လို့ဟုတ်အခုလက်ရှိနေဦးတော်လိုင်းရေးမှာပေါ်တော့ချေဒီအမျိုးသမီးတွေပါဝင်မှုများလာတာကိုတွေ့ရတယ်သမီးတို့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဘာတွေပြောင်းလဲလာပြီလဲချေအာကျွန်တော်တို့ဒီနေဦးကလာဒီတော်လိုင်းရေးပေါ့နော်2021နေဦးတော်လိုင်းရေးရနေစအစမှာခရေကကျွန်တော်တို့မျိုးသမီးတွေကပါဝင်ခဲ့ကြတယ်တကယ်ကိုအဆုံးဖြတ်ချက်ချတဲ့နေရာမျိုးတွေမှာတကယ်အရေးကြီးတဲ့နေရာတွေမှာမျိုးသမီးတွေကရှိမနေကြဘူးပေါ့နော်။ရှိတဲ့မျိုးသမီးတွေကနေတယ်။နေတွေမှာဆိုရင် ချို့မျိုးသမီးတွေဆိုရင်ပါဝင်ခြင်းစိတ်တွေရှိရယ်စိတ်မချဘူးဆိုတော့ဒီမိဘတွေရဲ့အဒီဘယ်လိုပြောမလဲသူတို့ရဲ့တစ်ဖက်ကနေဖျားပေးတဲ့ဓာတ်တွေမခံနိုင်တဲ့အချိန်မှာချို့တွေလုံရင်းနဲ့ပြန်ထွက်သွားတဲ့မျိုးသမီးတွေရှိရယ်ချို့လှုပ်ချင်ပေမဲ့လှုပ်ခွင့်မရတဲ့မျိုးသမီးတွေလည်းအများကြီးရှိတယ်ဆိုတော့အော်ဒါလည်းရှိရယ်နောက်တစ်ခုကကျွန်တော်တို့လုံနေပေမဲ့ကိုလှုပ်ချင်သလားလှုပ်ခွင့်မရနေတဲ့သူတွေလည်းရှိရယ်ဥမာအကန့်အသတ်အတားအဆီးတွေပေါ့နော်အာဒီချို့ဆိုရင်အမျိုးသမီးတွေဆိုရင်ဟို အဖွဲဒီလက်နက်ခိုင်တော်လိုင်းအဖွဲဒီမှာဆိုလဲမျိုးသမီးတွေအများစုပါကြတယ်ဒါပေမဲ့ဗာဖြစ်လဲဆိုတော့ဟိုကေဆက်ဆက်ရဲ့ဒီခွဲခြားချက်တွေရာဆိုရင်အာဒီတိတ်ပြီးတော့နေရာမပေးဘူးပေါ့နော်အမျိုးသမီးတွေဆိုရင်ဒီရှေ့ကိုတိတ်ပြီးနေရာမပေးဘူးကျွန်တော်တို့ဒီဒီပြင်သပိတ်မှာတော့ပဲဒီမျိုးသမီးလှုပ်ရှားတက်ကြလှုပ်ရှားသူတွေအများကြီးပဲတခြားကဏ္ဍတွေမှာဆိုမျိုးသမီးတက်ကြလှုပ်ရှားသူတွေကနည်းတယ်ပေါ့နော်နည်းတယ်ဆိုတော့ရှိတော့ရှိရဲ့ဒါပေမဲ့ရှေ့ကိုအရန်ကြီးရောက်မလာဘူးပေါ့နော်အဲ့လိုရောက်မလာတာလဲခုနပြောတဲ့ဒီနေရာမပေးမှုတွေနောက်တစ်ခုကဒီအခုဆိုလဲစွာရန်နေရာတွေစပေါ်လာတယ်ဒီ မြေမှာဆိုလဲဒီပါသလုံးရန်နေရတယ်ပေါ်လာတဲ့အချိန်မှာဆိုလဲအများစုကိုကြည့်လိုက်ရင်အမျိုးသားတွေပဲရှိရအမျိုးသမီးတွေတိတ်မရှိကြဘူးလုံနေတာတော့အမျိုးသမီးရော လုံတယ်အမျိုးသားရောစူးစမ်းပြီးတော့လုံကြရတယ်ဒါပေမဲ့အတိမဲ့ပြုမှုမှာကျတော့အမျိုးသမီးတွေကိုတိတ်မဲ့ပြုမှုကအင်တာမအားနေတယ်ဒါက မြေပြင်သွားတဲ့နောက်တစ်ခုဒီအစိုးရဝန်ကြီးဌာနကိုပဲကြည့်ပေါ့နော်အန်ယူဂျီကိုပဲတစ်ချက်ကြည့်ကြည့်ပေါ့အဲ့မှဆိုလဲအဲ့လိုပဲဒီချို့မျိုးသမီးတွေကလှုပ်ချင်ပေမဲ့ကိုလှုပ်တဲ့အလုပ်တွေကိုအတိမဲ့ပြုမှုမရတဲ့ခါ appreciation မရှိတဲ့ခါတွေမှာလဲအာဒီအားရတော့တာရှိရနောက်တစ်ချက်ကခုနပြောတဲ့ပဝင်းကျင်ရထိုးနေတဲ့ဌာန်တွေဒီဌာနခွဲခြားဆက်ဆံခြင်းတွေရဖိနှိပ်မဲ့ဌာန်တွေကိုမခံနိုင်တာတွေလည်းရှိတယ်ဆိုတော့အမျိုးကြီးအများကြီးပေါ့နော်ဘာဖြစ်ဖြစ်ဘလိုပဲဖြစ်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 အာရှေ့ဆက်ပြီးသွားနေတဲ့မျိုးသမီးတွေလည်းအများကြီးပေါ့နော်စီရီယံမှာလည်းမျိုးသမီးတွေပါတယ် စီရလောက်ဆောင်မှာဆိုလည်းမျိုးသမီးအများစုပေါ့နော်ဆယ်ဆယ်မတွေအများကြီးပါတယ်လက်နက်ကင်ဒေါ်လာရင်းမှာလည်းကျွန်တော်တို့ချက်ရတယ်မျိုးသမီးရဲဘော်တွေအများကြီးပါတယ်ကျွန်တော်တို့ကခန္ဓာကိုယ်ရမျိုးသမီးမျိုးသားတွေလာမတန်ဆွမ်းမှုဆိုရင်တော့စိတ်တဲ့ရဲမှာတော့ထူထူကြန့်ခိုင်နေပေါ့နော်လုံနိုင်ဆွမ်းရှိရဲဆိုရင်မျိုးသမီးတွေအများကြီးရှိတယ်ဒီမြေပြင်လှုပ်ရှားမှုတွေမှာကြည့်မလားတပိတ်တွေမှာကြည့်မလား နေရာအနှံ့ပေါ့ထောက်ဖို့ခံနာမှာရှိမလားမြို့သမီးတွေတက်နိုင်တဲ့နေရာနဲ့အားလုံးတော့ဝိုင်းပြီးတော့စူးစားနေကြတဲ့အရာရှိတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဟိုပေါ့ခံယူထားတဲ့အရာတွေးထားတဲ့အရာမျှော်လင့်ထားတဲ့အရာတခုရှိတယ်အဲ့ဒါဘာလဲဆိုရင်ဒီຫນွေဥတော်လိုင်းကြီးပေါ့နော်ဒီຫນွေဥတော်လိုင်းကြီးကဒီအာနာရှင်တခုပေါ့ခုနပြောတဲ့မဲရောက်လိုင်းတခုတွေပြုတ်ကြရေးဆိုတာထက်မဲရောက်လိုင်းအပောင်ဝင်ပေါ့အာနာရှင်အပောင်ဝင်အာနာရှင်စံတဲ့အယူဝါဒတွေနောက်တစ်ခုကလွဲမားနေတဲ့အယူဝါဒတွေအကုန်လုံးကိုပါဒီတော်လိုင်းကြီးမှာတဘာတဲ့တိုက်ထုတ်သွားခြင်းနဲ့စိတ်ရှိတယ် ဲ့လိုမှမဟုတ်ဘူးဆိုရင်အာနာရှင်ကတော့ပြုတ်သွားလိမ့်မယ်မရောက်နိုင်ကတော့ပြုတ်သွားလိမ့်မယ်နောက်ထပ်အာနာရှင်တွေထပ်ပေါ်လာအောင်မှာပဲဖြစ်တယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီအချိန်ကာလမှာခရေကຫນွေဥတော်လန်ကြီးလုံးလုံးရင်းနဲ့ဒီစစ်တပ်တခုတွေကိုမဟုတ်ဘဲနဲ့အာနာရှင်ဆန်တဲ့အမှုဝါဒကြီးအချင်းချင်းခွဲခြားဆက်ဆံတတ်တဲ့နောက်တစ်ခုကလူသားချင်းရဲ့ဆန္ဒထပ်ထားမှုမရှိတဲ့ခွဲခြားဆက်ဆံမှုရှိတဲ့အချင်းချင်းဖိနှိပ်မှုရှိနေတဲ့ဒီလိုမျိုးစနစ်ဆိုးတွေကိုပါဆမားတို့ကဒီ ကာလာမတွေကတဘာတဲ့တိုက်ထုတ်နိုင်မှသာလင်းနှွေဦးတော်လိုင်းရေအောင်တဲ့အချိန်မှာကိုတကယ်လိုချင်တဲ့စစ်မှန်တဲ့ခဏပြောတဲ့ဒီပန်းနိုင်ပေါ့နော်ဓာတ်လူညီများမှုရှိတဲ့ဒီမိုကရေစီဖရယ်ဒီမိုကရေစီကိုရမှာဖြစ်တယ်မဟုတ်ဘူးဆိုရင်တော့အာနာရှင်ကတော့ပြုတ်သွားလိမ့်မယ်အာနာရှင်တော့စစ်ကောင်စီကတော့ပြုတ်သွားလိမ့်မယ်ဒါပေမဲ့အမည်ပြောင်းတော်လိုင်းရေးပဲဖြစ်လိမ့်မယ်ခစ်ပြောင်းစနစ်ပြောင်းတော်လိုင်းရေးဖြစ်လာမှာမဟုတ်ဘူးပေါ့ဆိုတော့အဲ့ဒါကိုလည်းအကုန်လုံးသတိဆက်စေချင်တယ်ကျွန်တော်တို့ဒီတော်လန်နေတာက စစ်အာဏာရှင်အာဒီမရောက်နိုင်တဲ့ရောက်တဲ့စစ်ကောင်စီတစ်ခုလည်းစစ်တပ်တစ်ခုလည်းမဟုတ်ဘူးစစ်တပ်အပါဝင်အာဏာရှင်ဆန်နေတဲ့အယူဝါဒတွေလွဲနေတဲ့ဟာတွေချင်းချင်းဖိနှိပ်နေတဲ့ဟာတွေခွဲခြားဆက်ဆံနေတဲ့အရာတွေအားလုံးကိုတော်လန်မှတာလင်းတကယ်စစ်မှန်တဲ့အတိုင်းဝင်တစ်ခုကိုရောက်မှာဆိုတော့လေဒီနေရာနဲ့တပါးလည်းပြောချင်တယ်ပေါ့နော်ဒီတစ်ချက်နေနဲ့ဖြည့်ဆွက်ပြောချင်တာလေးများရှိမလားချင်အဲဖြည့်ဆွက်ပြောချင်တယ်ဆိုတာလေးထက်ပေါ့နော်အာဒီချေရိုဒီ ဒီဟိုရာကြောင့်ဒီအမျိုးသမီးမာမိတ်အင်အားစုပေါ့နော်ဒီ WAB ပေါ့နော်ဒီမှာဆိုရင်အတန်ချက်တွေနဲ့တိုင်းထွက်လာရရှိတယ်ပေါ့ဒီကနေပြီးတော့ဒီတန်ချက်အထဲမှာပါတဲ့ဒီသချင်းတပုတ်လောက်လေအားလုံးချအားလုံးသိအောင်လဲဆိုပြချင်တယ်အဲနောက်တစ်ခုကပေါ့နော်အညာဒေသနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုလည်းဆိုပြချင်စိတ်တော်ရှိပါတယ်လို့အချိန်ရရင်တော့ဆိုပြမယ်အချိန်မရရင်တော့နှုတ်ဆက်မယ်ပေါ့နော်ဆိုတော့အဲတမီးဘယ်လိုဖြစ်စေချင်လဲပေါ့နော်ဟုတ်ကဲ့ဖိုကောင်းတာပေါ့တီချဲဆိုပြမယ်ဆိုတော့လေ တပိလေးနားထောင်ခြင်းနဲ့ချေတော်လန်ပြည်သူတွေနဲ့အတူနားထောင်မယ်လေးနော်အပထမတစ်ခုကတော့နောက်ဆုံးသမီးခွနာပြောသွားတဲ့မိခွန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ခွနာအဲ့ဒါနဲ့ပတ်သက်ပြီးဆိုပြခြင်းနဲ့ပေါ့နော်ရှရုအမျိုးသမီးတွေကတော်လိုင်းရေးမှာဘလောက်ထိအင်တိုက်အားတိုက်ပါဝင်နေကြလဲဘလောက်ထိစူးစမ်းနေကြလဲရွှေအပိုင်းရဲ့နောက်တစ်ခုကတခြားသောအမျိုးသမီးတို့ပါဆွဲခေါ်ခြင်းနဲ့အပိုင်းလေးလည်းရှိတယ်ဆိုတော့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ဆိုပြခြင်းနဲ့ဘေးမှာတော့လူလေးတွေတော့ရှိရေပေါ့နော်အဲ့တော့တက်နိုင်ဆုံးနည်းနည်းတော့တူတူလေးတော့ဆိုလိုက်မယ်ပေါ့နော်အရန်ချေဆိုလို့တော့မရဘူးဒါပေမဲ့ အဲ့တချင်းကိုကြားတဲ့ဒီတချင်းကိုကြားပြီးတော့မှအမျိုးသမီးတွေနေနဲ့စိတ်ခွန်အားရလာတာပဲဖြစ်ဖြစ်ဒေါ်လန်ရင်းမှာပူပေါင်းပါဝင်ကျင်တာပဲစိတ်ပဲဖြစ်ဖြစ်အမျိုးသမီးတွေကိုတိမဲ့ပြုတ်ကျင်တဲ့စိတ်ဖြစ်တယ်ဆိုရင်ဂျေနဲ့တယ်ပေါ့နော်ဆိုတော့အာအဲ့တချင်းပေါ့နော်ဒီကတော့တချင်းမိုးတချင်းတော့ကြားဖို့မထင်နဲ့ပေါ့နော်အဲ့တချင်းကတော့ကိုယ်တိုင်တော့မရေးတတ်ဘူးဆိုတော့အဲ့လိုတချင်းတွေမှာပြန်ပြီးမှဆက်မြောင်ကတ်ထားတဲ့တချင်းတွေရှိတယ်ပေါ့နော်အဲ့တချင်မိုးတချင်းကိုဖျက်ထားတဲ့တချင်းတစ်ခုရှိပါတယ်လို့ဆိုတော့အားလေးကိုဆိုပြပါမယ်ဆိုပြရင်အမျိုးသမီးတွေကိုအားပေးချင်တယ်ပေါ့နော် အဲ့တော့1 2 3ဆိုအမျိုးသမီးတို့အမှန်ပြန်လွင်လို့နေအစိုးဆုံးစနစ်တို့လန်ချိန်တန်ကလေးများပေါင်းစုံဖူးပွေကြတယ်လူမျိုးပေါင်းစုံဘာသာပေါင်းစုံနေအမျိုးသမီးများလည်းတော်လန်ရေးတဲ့မှာပါဝင်ကြတယ်လေ အာနာရှင်ကိုတိုက်ထုတ်ကြတဲ့ဘွဲမှာပါဝင်နေတဲ့တို့အမျိုးသမီးတွေလည်းစီဒီအန်နဲ့ထောက်ပို့ကူတာစားလို့လက်နက်ရဲ့တိတ်တိုက်ပွဲတွေအထီးအမျိုးသမီးတို့လှမ်းလာရှေးဆက်ဖို့ရခေတ်တစ်ခုရောက်စီမှာ အားနေတဲ့အစုလိုမတမ်းမရအောင်ထိုးအမျိုးသမီးတွေတူတူတွန်းလန့်အောင်မြားထားမှုထွန်းထိုးအမျိုးသမီးတွေတူတူရှေးဆန်အောင်ရှေးရမှုနဲ့ထိုးအမျိုးသမီးတွေတူတူတွန်းလန့်အောင်မြားထားမှုထွန်းထိုးအမျိုးသမီးတွေညီတူရှေးဆန်အောင် အဲ့ဒါကတော့ကျွန်တော်တို့ဒီအမျိုးသမီးတွေကိုခုန်ပြုတ်ထားတဲ့တခြင်းပေါ့နော်တန်ချက်မနစ်က2024အမျိုးသမီးမာမိန်အင်အားစုတန်ချက်ထဲမှာပါပါတယ်လို့ဆိုတန်ချက်ကိုလည်းတခါလေးချိန်ညာဗီဇာဖြစ်တာပေါ့နော်ကြွားတာပေါ့အခုလိုအမျိုးသမီးမာမိန်အင်အားစုတခြင်းလေးကိုနားထောင်ပြီးတော့တုတ်ပြည်သူတွေအားရချိန်နှံ့မယ်လို့မျှော်လင့်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟိုဟာဈာရဲမှာအချိန်လေးခဏခဏဖြတ်ပြီးအောင်မှရွှေရွှေရွှေတာတွေကိုသိခန့်နားလည်ပေးထားလဲကျေးဇူးတင်ပါတယ်လို့ဆိုတော့အချိန်နောက်ထပ် ဟိုအဖြစ်လည်းပြန်ဆုံချင်တယ်ပေါ့နော်ပြီးတော့တလဲပြီးလို့ရှင်တန်ကြံရစ်တယ်ဆိုလဲဒီချေတို့မွေးရဇာတိမှာနှစ်အောင်တို့တူပြန်ဆုံပါမယ်လို့ကျေးဇူးပါလို့မုံရမှာပြန်ဆုံကြမယ်ပေါ့နှော့ချေမုံရမှာပြန်ဆုံပါမယ် အခုလို့တော်လန်ပုံကံပြိုမီရောမန်စီစဉ်ကိုဒီချက်နေနဲ့အချိန်ပေးပြီးဖြစ်ဆိုတဲ့အတွက်တမီးရကျေးဇူးရင်တင်ပါတယ်ရှင်ဒီရက်ဘက်မှာတော့တော့ပါပဲပိသက်ကြီးတို့ရေနောက်ဘက်တွေကမှဘသူတွေကတော်လန်ပုံကံပြိုမီရောမန်စီစဉ်ကိုပါဝင်သွားမလဲဆိုတာကိုအင်္ဂါနေ့ညနေတိုင်းမှာစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်